မြန်မာပြည်မှာပေါ့နော်ဟို the most common pathway ကပါလဲဆိုလို့ရှိရင် GED နဲ့ IGCSE ကိုသွားကြရများတယ်။တခြားဟာတွေလည်းရှိတယ်။ OSSD တို့ International Baccalaureate တို့ယူရိုမှာကျောင်းသွားတက်ချင်တယ်။ဂျာမနီလောက်မှာကျောင်းသွားတက်ချင်တယ်။ဒါဆိုလို့ရှိရင် O level နဲ့လုံးဝမရတော့ဘူး။ကျွန်တော် A level အထိကိုသွားရတော့မှာ။အဲ့တော့ အဲဒီတကြံပြီးတဲ့ရပေါ့နော်ဒါချေတို့ဒီ Foundish ကပရမောက်ဆုပ်လုပ်တဲ့ဗီဒီယိုဖြစ်တယ်အဓိကကလေဒီနေ့ပြောပြခြင်းတဲ့အကြောင်းအရာပေါ့နော်ဒီချေတို့ဒီ virtual office ပေါ့ Foundish ရဲ့ virtual office မှာမိဘတွေလာ join ကြတယ်ချေတို့အရှိတေမှာမိဘတွေကအဲ inquiries လာလုပ်တဲ့အခါမှာ IGCSE နဲ့ပတ်သက်ပြီးတော့နည်းနည်းလေးပေါ့နော်အကယ်၍ဟိုအခုဒီဗီဒီယိုကြည့်နေတဲ့သူတွေထဲမှာမိဘတွေအဲပါကောင်းပါနိုင်တယ်ဟာလာနိုင်ငံမှာចောင်းတော့တက်ဖို့စိတ်ဝင်စားတယ်ចောင်းသားចောင်းသူတွေပါနိုင်တယ်လို့ အခုမှအနေနဲ့ပြီးလို့အထက်တန်းပြောင်းမဲ့ចောင်းသားတွေပေါ့ဥမာ73လေးနှစ်အရွယ်လေးတွေပေါ့ဟာလာအဲ့လိုမျိုးပါတယ်ဆိုလို့ရှိရင်ကိုကဘယ် pathway ပေါ့ဟာလာ study abroad လုပ်ဖို့ပဲဖြစ်ဖြစ်ဟာဒါမို့ကို professional line တစ်ခုခုကိုသွားရမယ်ဆိုလို့ရှိရင် ကိုမှရှိပြီးသား budget နဲ့ကိုသွားမဲ့နိုင်ငံနဲ့ဟိုကိုကဟိုတေချာစဉ်းစားနိုင်မှုဘာဖြစ်လို့တချို့ကြတော့လမ်းခုလက်မှာရင်ပြတ်ထွက်သွားတာမျိုးတွေရှိတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင် IGCSE ကနည်းနည်းလေး cost များနေတယ်မှာပါတယ်အဲ့တော့ကိုရဲ့မိဘတွေအနေနဲ့ကကိုရဲ့ financial background ပေါ်မှာမူတည်ပြီးတော့ကိုရဲ့တာသမီတွေကို options တွေအများကြီးရွေးလို့ရတယ်ဒါပေမဲ့တချို့မိဘတွေကကြတော့အလုပ်တစ်ဖက်နဲ့တော့လကောင်းဟာလား knowledge လေးတွေက limited ဖြစ်တဲ့တော့ဖြစ်တဲ့အတွက်လကောင်းဟိုသူတို့ဘာလုပ်ပေးရမှန်းမသိဘူး တေချာလဲဟိုမတိပဲနဲ့ဟာသားသမီးကသူတို့ရဲ့တငယ်ချင်းတွေက IG CC လုပ်လို့တို့ရဲ့တငယ်ချင်းတွေက GD လုပ်လို့ဆိုပြီးတော့ဟာလာဟိုပြောတဲ့အခါမှာမိဘတွေအနေနဲ့ဆိုရင်းစပါဖြစ်တယ်အဲ့ဒါတွေအများဆုံးကျမတို့ဒီပညာရေးနယ်ပယ်မှာ consultation လုပ်ပေးလိုက်တဲ့အခါမှာအများဆုံးကြုံတွေ့ရတဲ့ပြဿနာတချို့မိဘတွေဆိုလို့ရှိရင် IG CC ထားပြီး regret ဖြစ်တဲ့သူတွေရှိတယ်အဲ့ဒါကကြတော့တို့သားသမီးတွေကိုထားပေးခြင်းပင်မဲ့တို့ budget အရအဆင်မပြေရမျိုးရှိတယ်အဲ့ဒီ video က IG CC နဲ့ပတ်သက်ပြီးတော့ GED နဲ့ပတ်သက်ပြီးတော့နည်းနည်းလေးကျွန်မရှင်းပြသွားမှာပေါ့အဓိကတော့ကျွန်မ IGCSE ကိုအာဒီ part 1 video မှာကျွန်မအရင်ပြောပြမယ်ပေါ့အဲ့တော့ IGCSE ဆိုတာက O level ရှိတယ် ordinary level ပေါ့နော်ပြီး advanced level ရှိတယ်အဲ့တော့ A level ကိုဆက်သွားမဲ့ကျောင်းသားတွေ university တကယ်ဟလာကိုတကယ်ကောင်းမွန်တဲ့ UK တို့ US တို့အတခြားဒီ Europe ဘက်က university ဒိတ်ဒိတ်တူသွားမဲ့တကယ် academic level သွားကျင်တဲ့သူတွေအတွက်ဆိုရင် IGCSE တွေလောက်ကြတယ်တချို့ကနားမလည်ဘဲနဲ့ IGD ကိုတက်ပြီးတော့မှ ဟိုကုန်ကြစရိတ်တွေကိုစာမလိုက်နိုင်တာတွေအများကြီးရှိလို့ပြတ်ကျသွားတဲ့သူတွေရှိတယ်အချိန်တွေအလကားပေးလိုက်ရတယ်အဲ့တော့ IGCSE O level နေစပြီးတော့လုပ်တော့မယ်ဆိုရင်အဓိကကိုကအကြောင်းသားတယောက်နေနေတော့လကောင်ကိုရဲ့သားသမီးပေါ့နော်မိဘတွေနေနေတော့လကောင်ကိုသားသမီးအသက်၁၂နှစ်လောက်ပြီးသွားပြီအသက်၁၃နှစ်လောက်မှာ ဟာရီယာနိုင်လောက်ရောက်ပြီပေါ့ရီယာနိုင်လောက်ရောက်တဲ့ခါမှာဘယ်ချောင်းအောင်ထားမလဲဟာငါတို့ဘာတွေဆက်လုပ်ကြမလဲဆိုတာမျိုးတွေစဉ်းစားရတော့မယ်ဆိုရင် မြန်မာပြည်မှာပေါ့နော်ဟို the most common pathway ကပါလဲဆိုလို့ရှိရင် GED မှွန် IG ဆက်စီကိုသွားကြရများတယ်တခြားဟာတွေလည်းရှိတယ် OSSD တို့ International Baccalaureate တို့အဲ့ဒါတွေကကျွန်တော်နောက် video မှာပြောပြမယ်ဒီမှာအရင်ပြောပြလိုက်ရင်ရှုပ်ကုန်မှာဆိုလို့ပေါ့နော်အဲ့တော့ IG ဆက်စီလား GED လားဆိုတာဒါအများဆုံးအရွေးများတဲ့ဟာတွေပေါ့အဲ့တော့ IG ဆက်စီဆိုလို့ရှိရင်ကျွန်တော်က ့အဲ year 9ပြီးသွားပြီအသက်34လောက်ကလေးတွေဆိုရင် pre IG CSC join လို့ရတယ်အဲ foundation level ပေါ့အဲ့တော့ဒီ intro level မှာစပြီးထားရမယ်ကျမတို့ကထားရဆိုတာအလွန်ဆုံး၄နှစ်လောက်တက်ရမယ်ဟမ IG CSC O level ဆို2နှစ် advanced level A level ဆို2နှစ်ဆို၄နှစ်လောက်တော့ရမယ်အဲ့တော့ပုံမှန်က ordinary ကဟလာ2နှစ်ဆိုတာကဒါမြန်မာပြည်အကြမ်းမြင့်ပြောင်းက10တန်းနဲ့တူတယ်ပေါ့ဟလာအဲ10တန်းနဲ့တူတယ်ဆိုရဲခါကျတော့ကျမတို့အဲ ကျွန် UK ဘက်မှာဆိုလို့ရှိရင်လည်းအလောက်လောက်ဝင်ကျင်ကိုပဲယူရင်ကျောင်းလက်ခံတာတွေလည်းရှိတာ哦ဆိုတော့ O level နဲ့ရောနှစ်နှစ်တက်ပြီးရင် US မှာကျောင်းလျှောက်လို့မရဘူးလားဆိုရတယ်ကျောင်းနေပေါ်မှာမူတည်ပြီးတော့မှကိုဘလောက်အမှတ်ကောင်းလဲပေါ်မှာမူတည်ပြီးကျောင်းဘလောက်ကောင်းတာကိုလျှောက်ချင်လဲဘလောက် rank ရှိတာကိုလျှောက်ချင်လဲပေါ်မှာမူတည်တယ်အဲ့တော့ O level မှာကသိန်း100ကျော်ကျော်လောက်ကုန်မယ်ဆိုလို့ရှိရင်စာဝင်ပွဲကြီးတွေရာစာသင်တန်းကြီးတွေရာစာကလေးတွေရဲ့ဈေးတွေအလုံးတွက်လိုက်ရင် O level နဲ့ A level ဆိုလို့ရှိရင်အမ်ဟိုလောက်တော့မှာပေါ့ သိန်း400လောက်သွားတယ်လို့အကြံပြတ်တွက်တယ်โอเคအဲ့တော့ year 9လောက်ရောက်သွားပြီဆို pre IG sesi year 10လောက်ရောက်ပြီအသက်45လောက်ရောက်ပြီဆိုရင် IG sesi year 1 year 2ဆိုအားလုံးပေါင်း IG sesi all over နှစ်နှစ်တက်လိုက်ရရပေါ့โอเคအဲ့ချိန်ထိရတော့တက်တော့တက်လိုက်တယ်တကယ်ချင်းနေပြောလို့တော့လကောက်ကိုပတ်ဝန်းကျင်အတိုင်းဝါသားသမီးတွေတက်လို့တော့လကောက်ဆိုတက်ချလိုက်ကောပြီးရင်ဘာဆက်လုပ်ရမှန်းမသိသလိုတချို့တွေကကြတော့နိုင်ငံလွတ်တော့မယ် ထိုင်းလွတ်မှာလားမလေးရှားလွတ်မှာလားဘယ်လိလွတ်မှာ IGCC ကတော့ widely accepted ဖြစ်တယ်တော့နည်းနည်း rigorous ဖြစ်တယ်ပေါ့နော်အဲကျွန်တော်ဒီမှာဆိုလို့ရှိရင်တော့ rigorous ဖြစ်တယ်ပို့ပြီးတော့ academic တက် deeper thinking critical thinking ဘက်ကိုလည်းတွားတယ်အဲ့တော့အဓိကဆံဝင်ဖြစ်ချင်တဲ့သူတွေတော်တော်များများ business ပဲဖြစ်ဖြစ်ဟာလား computer science ပဲဖြစ် IGCC ကအကျုံးဝင်တယ်ဒါပေမဲ့ကလေးတွေအတွက်ပညာသင်စရိတ်များတော့မိဘတွေအနေနဲ့က cost ကလည်းစဉ်းစားရမယ့်အဟာတစ်ခုလည်းမှာပါပေါ့ကျွန်တော်ပုံမှန်လေးလေးပြောရအောင် တာသမီးကတိတ်တော်ရယ်ဆိုပေမဲ့မိဘအဓိက IG ဆက်စီရဲ့သွားမယ်ခီးရနှစ်နှစ်တိတ်ပြီးတော့စာတော်လုံးလို့အိုးမဟုတ်ဘူး ordinary D O level နဲ့မရနိုင်သေးဘူးယူရောမှာကျောင်းတော့တက်ချင်တယ်ဂျာမနီလောက်မှာကျောင်းတော့တက်ချင်တယ်ဒါဆိုလို့ရှိရင် O level နဲ့လုံးဝမရတော့ဘူးကျွန်တော် A level အထိကိုသွားရတော့မှာနောက်နှစ်နှစ်ချက်တက်ရတော့မယ်ဆိုရင်အဲ့မှာခါပြတ်သွားမှာဆိုလို့အဲ့တော့ O level ပြီးရင်ဘာထပ်လုပ်လို့ရလိမ့်လဲဆိုရင် IGCSE advanced level ထပ်တက်တော့မယ်နောက်နှစ်နှစ် အဲ့ A level သွားမလားဒါမှမဟုတ် International Baccalaureate လို့ခေါ်ရဲ IB ကိုသွားမလားဘာဖြစ်လဲ O level ဆိုတာကတကယ် foundation ပြင်ဆင်ပေးတဲ့ဟာမျိုးကိုဆိုရဲခါကျတော့စဉ်းစားရတော့မယ်နော်နောက်ထပ်သိန်းပနေရလောက်ကုန်မလဲဘယ်လောက်လောက်သွားပြီလဲဆိုတော့ကျွန်တော်စဉ်းစားရတော့မှာပေါ့နော်အဲ့ဒါတခုစဉ်းစားရမယ်ပေါ့အဲ့တော့ IG ပြီးသားပြီဆိုလို့ရှိရင်ကျမတို့က okay အဲကျမဒါကျမသားသမီးဆိုရင်ကျမဘာပြောမလဲ O level ပြီးလို့ကျမတို့ပတ်စံထပ်ပြီးတော့ တွက်ရတော့မယ်ဆိုလို့ရှိရင် okay a level ကိုမသွားချင်ဘူးဆိုကျွန်တော် foundation year တခုတက်ပြီးတော့မှအဲဒီဟိုပေါ့ foundation တက်ပြီးတော့မှ UK ကိုသွားတာမျိုးတွေလုပ်လို့ရတယ်ဩ IGCSE ကသူကဒါဒါကျွန်တော်အကြမ်းမြင်ရှင်းပြတာပေါ့နော်အသက်73နှစ်လောက်ရောက်ပြီဆိုရင်ကျွန်တော် pre IG ကနေစပြီးသွားလို့ရတယ်အသက်16နှစ်အထိဆိုတာ year 2ပြီးသွားပြီပေါ့10 level လောက်ဖြစ်သွားတာပေါ့နော်အဲ့တော့ ဒီ IGCSC အကြောင်းကိုကျွန်မတို့မှာပို့ပြီးဖိပြီးတော့ပြောတာ GED ကတော့အရင်ချိန်မှာဆိုကျွန်မနောက်ဗီဒီယိုထဲမှာထည့်ပြောပြပေးမယ်အဲ့တော့ GED ကကြာတော့တချို့တွေအဲ၄လနဲ့၆လကြာလောက်ပဲကြာတယ်ဒါ self study လုပ်ကြတဲ့သူတွေလည်းများသလိုတကယ် learning center တွေမှာသွားပြီး prep လုပ်ကြရလဲရှိရကိုကြောင်းတာကိုအဲတာသမီဘလောက်တော်လဲပေါ့မှာမူတည်ပြီးတော့မှ၄လနဲ့၆လကြာလောက်သွားတာမျိုးတွေလည်းရှိတယ်ပေါ့ဟာလားဆိုတော့တော့ အဓိကတော့ GED ဆိုရယ် US ဖက်ကဒီတို့ရဲ့ဒီ Education Council တွေကနေလှုပ်ထားတာမျိုးတချို့ veteran တွေဒီလိုစစ်ပြန်နေဟာအသက်တော်တော်ကြီးလေးဒီစာမတင်လိုက်ရဘူးဒါပေမဲ့နောက်ပိုင်းလဲကြာရောဟာအသက်ကြီးပြီးတော့မှစာမတင်လိုက်ရလို့မှအထက်တန်းကျောင်းပြန်လို့ချင်တယ်ဆိုရဲသူတွေအတွက် GED ဆိုရယ်ဒီ General Education ဟောက်လှုပ်ထားပြီးတာဆိုတော့အဲ့ဒါ data knowledge sharing အနေနဲ့ပြောပြတာ12တန်းတိတိပတ်ပါမရှိဘူး GED ကနောက်အသက်16နှစ်လောက်မှအဲ16 plus years လောက်မှစပြီးအသက်16လောက်မှစပြီး prep လုပ်လို့ရတာ IGCSE ကကျတော့အသက်73ပြီလို့14နှစ်လောက်ရောက်လာပြီဆိုရင် pre IG ကိုစထားလို့ရတယ်မတူဘူးသူဟာနဲ့တူပေါ့နော်ဟိုဘယ်ဟာမြင့်နေဘယ်ဟာနှိမ့်နေဆိုတော့ကျွန်မဒါရှင်းပြတာဟိုကအသက်16နှစ်လောက်မှကျွန်တော် GED ရာ join လို့ရတာပေါ့နော်ဆိုရင်ခါကျတော့အမ်စနတန်တီတီပပမရှိဘူးလုံးဝစနတန်တီတီပပရှိပြီးတကယ် widely accepted လုပ်ချင်တာမျိုးဆို OSSD ဆိုတဲ့ဟာတစ်ခုရှိသေးတယ်ပေါ့ဟာလာအဲ OSSD ဆိုတဲ့ဟာကကြတော့လေဟို အဲကနေဒါဘက်ကတကယ်ဟိုအွန်တိုရီယိုဘက်ပေါ့ဗောနော်အွန်တိုရီယိုဘက်ကနေပြီးတော့ prep လုပ်ထားတဲ့ဟာဆိုတော့အမ် Ontario Secondary School ဟိုပါဗောနော်ဆိုတော့အဲ့ဒါလည်း widely accepted ပဲဒါပေမဲ့အဲ့ဒါအရန်ဈေးကြီးတယ်သူကအဘာနဲ့တော့တူလဲဆိုလို့ရှိရင် A level IGCSE A level တော့လုံးဝ advance အဲ့ဒါမျိုးဆိုလို့ရှိရင် US visa ရှောက်တဲ့အခါမှာအရန် strong ဖြစ်တယ် US visa ရှောက်တဲ့အခါမှာ officer တွေအရန်သဘောကြတဲ့ OSSD တို့တကယ်ကြီးပညာရေးလမ်းကြောင်းကိုသွားထားတယ်ဆိုတာကိုကျောင်းသားတယောက်ကိုကြည့်ကျင်နေဆိုရင် OSSD ကိုသွားထားတာလား IG SSC ကိုမှ advanced level ထိသွားထားတာလားဒါမျိုးဆိုရင် officer တွေတိတ်သဘောကြကြတယ်ပေါ့နော်အဲ့ဒါတစ်ချက်ရှိတယ်ဆိုတော့အမ်တော့ခုနပြောရဲ့ အဲ GED ဆိုတာကြတော့အတန်ကြီးပြီးတော့မှ high school ပြန်တက်ချင်တဲ့သူတွေဟာ college မှာအလုပ်လုပ်ချင်တဲ့ဒါမှမဟုတ်အထက်တန်းပညာရေးရှိမှဟာဘယ်ကအလုပ်ခန့်မှာ US မှာဘယ်ဘယ် company မှာအလုပ်ခန့်မှာမျိုးဆိုအဲ့ဒါကို GED ကို၄ဘာသာကိုပြန်ဖြေကြတာပေါ့ GED က၄ဘာသာပဲရှိတာပေါ့အဲ့တော့ကိုဘယ်လောက်လုပ်လဲပုံမှန်မှုတွေအဲ့တော့ IT sexy ဘက်ကိုကျွန်မပြန်သွားမယ်ဆိုရင် IG စစ်စီကကြတော့သူက exam base လေးတာ CIE နဲ့ Cambridge နဲ့ Ed Excel ဆိုတဲ့ဟာနှစ်ခုရှိတာပေါ့เนาะအဲ့တော့နှစ်ခုလုံးကတော့ highly respected ပါပဲအဲ့တော့ကလေးတွေသူတို့အားသာတဲ့ပုံမှာယူကြတာအဲ့တော့အဲ့အဲ့အဲ့ဟာရှိတယ်သူတို့ May June ဒါမှမဟုတ်လို့ရှိရင် October November လောက်မှာဆောင်းမွေးဖြေရတာရှိတယ်ပေါ့เนาะဆိုတော့ um ရှင်းကြည့်လို့ရအောင် ငွေကြေးရအရာကျမတို့ financial အရာတွက်လိုက်မယ်ဆို GED ကအများကြီး it's a lot cheaper နိုင်ငံတော်တော်များများမှာကျမတို့အခု GED ဗမာပြည်ရဆယ်တန်းအောင် um ITCSE O level အမှတ်တွေတိတ်ကောင်းနေပါ냐ဆိုကျမအိဟာနဲ့ US မှာကြောင်းလျှောက်လို့ရတယ်ယူရိုဘက်ကတော့နည်းနည်းလေးဟိုဟာဖြစ်တယ်ပေါ့နည်းနည်းလေးကျက်တယ်နောက် UK ဆိုလို့ရှိရင် GED များသောဖြင့်လက်မခံတာများတယ်ဒါပေမဲ့ GED လက်ခံတဲ့အချို့ကျောင်းလေးတွေလည်း college မှာရှိတယ် but limited เนาะဆိုတော့ အတော်တော်များများက option တွေရှိတယ်မသိတာပဲရှိတာ options တွေကိုအဓိကသိချင်တယ်ဆိုကျွန်တော်ရဲ့ Funglish မှာလာပြီးတော့ကျွန်မနဲ့ consultation ယူလို့ရတယ် every tuesday and thursday ဆိုလို့ရှိရင်ကျွန်တော်တို့ zoom ကနေ one on one ကျွန်မတေချာဆွေးနွေးပေးတယ်အကယ်လို့မှာကိုသားသမီးအသက်73နှစ်ပဲရှိသေးတယ်ဆိုလဲကျွန်မနဲ့လာစကားပြောလို့ရတယ်။ဘာဖြစ်ဆိုအခုကဘလူဖြစ်လဲဆိုလို့ရှိရင်နိုင်ငံမှာကြောင်းတော့တက်ရင်လည်းမိဘတွေကပတ်စံကုန်ဦးမယ်။ဟိုဘက်မှာပတ်စံမကုန်သေးဘူးဒီဘက်မှာ IG ဆက်စီလုပ်တဲ့ကလေးတွေဆို3300မှာက O level တွေ A level တွေတွားပြီးဆိုပြီးရတယ်။ဒါမှမဟုတ် O level သိန်း100ကျော်လောက်ပဲတုံးပြီးတော့မှ foundation လိုက်ရင်လည်း foundation ကလည်းဈေးကအရင်မသေးနေဘူးလीနော်။ဆိုတဲ့အခါကျတော့အများကြီးစဉ်းစားလို့ရတယ်။ GED မှလည်းตัวเนี่ยตูเตชาลีอ่ําอย่างก้าวออกลงไปแล้วตั้วลุยาได้แหละสิอ่ะเว้ยจมอ่ะบอกอ่ะเลยเนาะ G D อ่ะ4ภาษาสิได้ Message Science นี่ป่าได้แต่ตูแล้วยังอีหลวยได้เลยတော့ไม่ป่าแม้แม้กูอ่ะกูไอ้มาตึก조사ได้คลิปสุ Subset นี่ลงลุยาได้สิ IG อ่ะจ้ะတော့ญาติตัวอ่ะเพิ่งอ่ะ ကျောင်းတွေမှာတွားပြီးတော့လောက်တာလည်းရှိသလိုနှစ်နှစ်ကြာမှာပေါ့အကယ်၍ကိုကတိတ်တော်လို့ဆိုရင် home schooling လုပ်တယ်ဆိုလို့ရှင်တချို့တစ်နှစ်နဲ့လောက်သွားတဲ့ခလေးတွေလည်းကျွန်မမြင်ခဲ့ပူတယ်တိတ်တော်တဲ့ခလေးတွေအဲ့တော့တို့ရဲ့ရမှတ်တွေပေါ်မူတည်ပြီးတော့မှကျွန်မကအမှတ်ကောင်းလေးလေး option ပုံများလေးပေါ့နဲ့ညမှာကျောင်းရွေးတဲ့အခါကြာလို့ရှင်အဲ့တော့ yeah um GD ဆိုလို့ရှင်လေ GD တခုတည်းနဲ့ပဲတခါလေးကြာရင်မရဘူးကျွန်တော်ဂျပန်မှာကျောင်းလျှောက်တဲ့ခါကြာလို့ရှင်လေ GD ကကြာတော့အမှတ်ဘလောက်ကောင်းလဲ ဥမာပေါ့နော် passing score ရှိတယ်သူရဲ့ college ready score တွေရှိတယ်ပေါ့အဲနောက်ပြီး credit ထွက်နိုင်တယ်တကယ်အမှတ်အရန်ကောင်းတာတွေရှိတယ်ဒါဆိုရင်တချို့ university တွေဆိုရင် GED လက်ခံတယ်နောက်ပြီးတဲ့ခါကျလို့ရှိရင် GED လက်ခံတဲ့အပြင်ကိုမှကျမတို့ကဘာနဲ့ထပ်ကတ်လို့ရသည်လဲဆိုရင် university direct admission ရချင်တယ်ဆိုရင် SAT လို့ ACT လို့နဲ့ကတ်လို့ရတာရှိတယ်ပြီးတော့ရင် language အရာဆိုလို့ရှိရင် IELTS to Duolingo လို့နဲ့ကတ်ပြီးတော့မှအဲ့သုံးခုကောင်းကောင်းရှိထားပြီဆိုလို့ရှိရင်တော့ university တွေမှာ scholarship ရှောက်လို့ရတာတွေရှိတယ်ပေါ့ယူရိုတော့မပအောင်ဘာဆိုများတော့ဖြစ်ရင်ကျွန်တော် Germany မှာကျောင်းဆိုင် GD totally not accepted လုံးဝလက်မခံအောင် GD ကိုယူရိုမှာဆိုလို့ရှိရင်ဒီမှာတခြားဟိုဘာတွေမှာဆိုလို့ရှိရင်တော့ရတာပေါ့အဲ့တော့ပို့ပြီးတော့ကိုကပတ်စံလဲတက်နိုင်တဲ့ background လေးရှိတယ်နိုင်ငံတော်တော်များများမှာ widely accepted လုပ်တဲ့ qualification မျိုးလိုချင်တယ်ဆို IGCSE ကိုပဲလုံးဝသွားလို့ရတယ် နောက်ဗီဒီယိုတစ်ခုမှာကျွန်တော်ကတခြားအဲ qualification တစ်ခုကိုကျွန်တော်ရှင်းပြပါမယ်ဒါမိဘတွေဟိုအဓိက knowledge sharing လုပ်ချင်တယ်ဒီဗီဒီယိုကចောင်းသားတွေရောဟိုသားသမီးတွေရောကြည့်လို့မရဘူးလားဆိုရင်ရတယ်လုံးဝရတယ်ဟိုတချို့မိဘတွေကနားမလည်ဘူး IG CSC လုပ်ပြီးတော့မှ O level ကြီးပြီးသွားတော့မှထပ်ပြီးတော့ A level မပေးနိုင်တော့လို့ GED ပြန်လောက်ရမယ်ကလေးတွေလည်းရှိတယ်။ GED ဒီလုံးဝဆေးကြောင်းမရတဲ့အတွက်ကြောင့်မလို့ GED ကစဉ်းစားလို့မရဘူး။အဲ့ဒီ restriction တခုရှိတယ်ပေါ့เนาะတချို့က o level ပြီးမှ GD ကိုပြန်ပြင်နေရတဲ့ကလေးတွေပေါ့အဲ့တော့နန်းချောင်းတွေကဟိုတွေ့ဖဲနေတယ်ကုသွားမဲ့ဟာနဲ့ပတ်စံနေအချိန်လေးပိုကုန်တာမျိုးတွေရှိတယ်ပေါ့เนาะဟို GD ပြန်လောက်ရတာတွေရှိတယ်ကျွန်တော်ရှိမှာစနတားအောင်တဲ့ကလေးဆိုရင်ကျွန်တော်ဂျာမနီဘက်ကိုလုတ်ပြီးလို့ရတယ်ဒါတောင်မှ university ကို direct မရသေးဘူးကျွန်တော်တို့က တခုခုခံရသေးတာပေါ့နော်အဲအသေးစိတ်သိချင်တယ်ဆိုလို့ရှိရင်ဒီဗီဒီယိုအောက်မှာ comment ပေးပြီးတော့လည်းရသလိုအဲကျွန်တော်တို့ဒီ Funglish Catchup Box မှာလာပြီးတော့ဟာကျွန်မကလေးကတော့73နိုင်ရှိပါပြီဒီလိုဒီလိုရှိကျွန်မဗမာပြည်ကဟို international school တွေရဲ့ကုန်ကျစရိတ်တွေကိုတော့အရင်ကြီးတော့သိလို့တော့မဟုတ်ဘူးဒါပေမဲ့မိဘတွေအခုလောလောဆယ်မှာဆိုလို့ရှိရင်အရင်ပေါ့နော်ဒီငနှင်းလေးဖြစ်ထားတာဖြစ်တဲ့အတွက်ကြောင့်ဟုတ်လို့ အာတချို့တွေဟလာဟိုအိမ်ကြီးပြိုတဲ့တဲ့ပါသွားကြတယ်တကယ်ကြီးဟိုဟာဖြစ်တာတွေရှိတယ်ကျွန်မတိစားစဉ်းစားရတယ်အာကိုဒီဗီဒီယိုတပုတ်ရိုက်လိုက်တဲ့အတွက်ကြောင့်မလို့မိဘတွေအတွက်ကောသားသမီးတွေအတွက်ကောကိုဘာတွေဆက်လုပ်လို့ရမလဲတကယ်ကြီးကိုဟိုတချို့ကလည်းထင်တယ် GED ရ qualify မဖြစ်ဘူးပါညာ no it's not like that GED ကိုလည်းတကယ်သေးချပြင်ဆင်ပြီးတော့မှ US ရောက်လာတဲ့ကျောင်းသားတွေဒုနဲ့ဒီပဲ computer science လက်ချင်တဲ့ GED it's totally okay GED ဆိုလို့ရှိရင်သင်တန်းကြီးကအဲ့လောက်မှမပြီးရတဲ့ around သိန်း20 30လောက်ရှိတယ်ဆာမွေကလည်း computer based test လုပ်လို့ရတယ်လीเนาะဆိုတော့အဲ့ဒါကိုမှ SAT လေးတေချာလိုက်ပြီးအမှန်လေးကောင်းပြီဆိုလို့ရှိရင် scholarship တောင်လျှောက်လို့ရတာလေးရှိတယ်လीเนาะအဲ့လိုမျိုးဆိုတော့ဆိုတော့ GED ကလည်း Thai Singapore Japan private ဟိုဘက်မှာလည်းလက်ခံတယ် US မှာလည်း public or private ကိုလက်ခံတယ် so it's totally fine တချို့ကကြတော့နည်းနည်းလေးကလေးတွေကဟိုဘက်ဖြစ်တော့ IG မှ IG မိဘကပတ်စံတက်နိုင်မြန်တော့လေတာသမီးတွေက IG တက်တဲ့ခါမှာစာမလိုက်နိုင်တဲ့ကလေးတွေလည်းရှိတာပဲเนาะဆိုတော့ဘယ်ရာမှအရင်ကြီးတော့မလွယ်နေဘူးအဲအဲ့တခုပေါ့เนาะဆိုတော့ yeah အဲကျမတို့ IG CC O level ပြီးသွားတဲ့အခါမှာအဲ A level သွားနိုင်ရင်သွားမဟုတ်ရင် OSSD တို့ခုနပြောတဲ့ IB တို့ IB ရာကျမနောက်တဲ့ဗီဒီယိုတစ်ပုဒ်နဲ့တသက်ရှင်းပြပါမယ် IB ဒီအဗမာပြည်မှာဆို Yangon International School လို့အဲမြန်မာ International National School ရန်ကုန်လို့အဲ့အဲ့လိုဘက်တွေမှာပဲဟိုအဲ့ International School အချို့မှာပဲရှိတယ်ကျွန်မ IT teacher research လုပ်ပြီးတော့ပြန်ပြောပြပါမယ် IGCSE ရဘေးနိုင်ငံတွေလက်ခံလဲဆိုလို့ရှိရင်အာ US Australia Singapore Malaysia Japan လက်ခံတယ်အဲ့ဒီဟာတွေလည်းလက်ခံတယ်ပေါ့နော်အမ်အကယ်၍ဟို ကျွန်တော်ပြောတာတခုခုကြံခဲ့တယ်ဆိုလို့ရှိရင်လည်းဒီ comment ထဲမှာထည့်ပြီးတော့ဟို comment မှာလည်း knowledge sharing လုပ်ခြင်းလည်းသူရှိလည်းလုပ်ပြီးလို့ရပါတယ်ကျွန်မ all rounded ကကြတော့ခုနပြောသလိုပဲ year 8ပြီးသွားလို့ year 9ကိုသွားတော့မယ်ဆိုလို့ရှိရင်အမ်ဆက်ပြီးတော့ IG session join လို့ရတယ်အမ် GD နဲ့ IG session နှစ်ခုကအတက်အများဆုံးမို့လို့ဒီနှစ်ခုကိုရှင်းပြီးပြောလိုက်ရခြင်းဖြစ်တယ်ပေါ့နော်အဲ့တော့ကိုယ့်ရဲ့အမ် ကျောင်းတက်တော့မယ်ဆိုလို့ရှင်မိဘနဲ့တာသမီနဲ့ကဟို team တစ်ခုအနေနဲ့သွားရတာဖြစ်တော့ကျွန်တော်တို့ကုန်ကြစရိတ်ကမိဘဘက်ကစဉ်းစားရမှာဖြစ်တယ်လို့စာလိုက်နိုင်မလိုက်နိုင်မိဘပတ်စံ waste မဖြစ်အောင်လို့တာသမီတွေဘက်ကလိုက်နိုင်ကြီးမလိုက်နိုင်ကြီးရလဲတေချာစဉ်းစားဖို့လုံးဝ above average မဟုတ်ဘူးစာရမ်းမတော်တဲ့ကလေးတွေလားဟလာဒါမှမဟုတ်ရိုးရိုးလေးပဲဟိုဟာဖြစ်တယ်ဆိုရင်ပတ်စံအလောက်အကုန်မခံနိုင်ဘူးပုံမှန်ပဲဆိုလို့ရှင်တော့ GED ကိုပဲသွားဖို့ကျွန်မအကြံပေးချက် GED ကကျတော့ Math Science Social Studies နဲ့ RLE ပေါ့နော်အဲ့ဒါ၄ခုရှိတယ်ပေါ့ uh, IG session ya jaro IG session ya jaro 5 to 8 subjects shi uh, po hala business to uh, ma computer science to ma la medical ho uh, ari go to ma so math english science pa da ri to yu ya ri nya a elo myo lo shi re or ai ma ma na khu cambridge ne to ma cambridge ne to ma la edison ne to ma shi re so yeah it's all about money it's all about how much they can go further for their higher education or not for the students so yeah thanks for watching the video until the end alo me video ji bi de jesus myai tin ma de jama teacher pinky chot ba foundation founder ba jama ro di bo no uh foundation ma aku di ငလင်းပြီးသွားတဲ့အချိန်မှာငလင်းဖြစ်တဲ့အချိန်မှာငလင်းပြီးသွားတဲ့အချိန်မှာကျွန်မတော်တော်စဉ်းစားဖြစ်တယ်ကိုကနည်းနည်းလေးဟို loss ဖြစ်နေတယ်ဆိုလို့ရှိရင် ဒီဗီဒီယိုမှာ comment ပေးလို့ရတယ် zoom မှာကျွန်မနဲ့ consultation free လာယူလို့ရတယ်ကျွန်မ limit လောက်ထားတာ minute 20ပါပဲပေါ့နော် consultation ပေးရတဲ့ကျောင်းသားတွေမိဘတွေများပါတယ်အအခုချိန်မှာဆိုလို့ရှိရင်အရာအလုံးကခက်ခဲနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်မကိုချင်းစားတယ်အဲ့တော့ဟိုကျွန်တော်တို့ဘက်ကလည်းဖလုပ်ပေးနိုင်မလဲဆိုတာလည်းကျွန်တော်အတက်နိုင်ဆုံးစဉ်းစားနေတယ်အဲ့တော့ကျွန်မလောလောဆယ်အရင်ဆုံးစဉ်းစားမိတာတော့ကျွန်မ knowledge sharing လုပ်ဖို့အတွက်မို့လို့ knowledge sharing လုပ်လိုက်ရတယ်နောက်ထပ်ကျွန်မတို့ဒီ scholarship programs တွေ အဲနောက်ပြီးတဲ့ခါကျလို့ရှင်ကိုယ့်ဘက်ကဟိုဘာကြီး support လုပ်ပေးနိုင်မလဲဆိုတာတွေပေါ့ for example like english classes တီလာဟာလာအဲ့လိုမျိုး preparation လုပ်ဖို့အတွက်တီကျွန်တော်တို့နောက်ထပ် video အစ်စ်နဲ့ပြန်လာမယ်လို့ပြောနေဒီ video ကိုအဆုံးသတ်လိုက်ပါတယ်ကျေးဇူးများကြီးတင်ပါတယ်အားလုံးပဲမိဘရောသားသမီးရောအကောင်းဆုံးဟိုဘယ်လိုပြောရမလဲတွေးတောနိုင်ပြီးတော့အကောင်းဆုံးအကြံဉာဏ်လေးထုတ်နိုင်ပါစေလို့ဆုမကောင်းတောင်းလိုက်ပါတယ်အားလုံးပဲ bye bye